်မင်္ဂလာပါဥက္ကဋ္ဌရှင်မင်္ဂလာပါခင်ဗျာကျမတို့ကပရိုင်းမီဒီယာဖြစ်ပါရှင်ဥက္ကဋ္ဌတို့ပါတီအနေနဲ့ဘယ်လာရုခီးစဉ်တွားရောက်ခဲ့တဲ့ရည်ရွယ်ချက်နဲ့လှုပ်ဆောင်ချက်လေးကိုပြောပြပေးပါအောင်ရှင်ကျွန်တော်တို့ဟိုအသွားတော်နဲ့ကျွန်တော်ဒါနဲ့ပတ်သက်လို့အတူတူပြောခဲ့ဘူးတယ်လေအဲတွားတဲ့အကြောင်းအရာကဘီလာရုသမ္မတနိုင်ငံမှာရှိတဲ့အာဏာရပါတီပေါ့ဘီလာရာရတ်စ်ပါတီရဲ့ဥက္ကဋ္ဌလေးဖိကြကြသွားတာပါသူကရည်ရွယ်ချက်နှစ်ခုနဲ့ဖိပါတယ်ဟိုတစ်ခုကတော့နှစ်နိုင်ငံပါတီတစ်ခုကြပူးပေါင်းဆောင်ရည် သဘောတူညာစာချုပ်ချုပ်ဆိုဒါလွန်ခဲ့တဲ့၄၅ဆောက်လောက်လို့တည်းကျွန်တော်ပြင်ဆင်ခဲ့ကြတာပေါ့ဒုတိယတစ်ခုကတော့ဒုတိယကမ္ဘာစစ်တွင်းကနာဇီတွေကိုဆိုဗီယက်တပ်မတော်ကပြန်လည်အောင်နိုင်ခဲ့တဲ့၄၀ဆယ်ပြည့်အထိမ်းမှပွဲလေးကိုလည်းဘော့စကိုမှလည်းလုပ်တယ်လေအဲ့ဒီပွဲလေးရဲ့အဆက်ဒီဘက်မှာ International Interparty Conference ဆိုပြီးတော့သူတို့ရုရှားစကားပြောနိုင်ငံတွေပတ်ပတ်လည်မှာရှိတဲ့နိုင်ငံတွေအဲ့နိုင်ငံတွေပါတီတွေနဲ့ဒါ conference ဆိုတဲ့ပုံစံမှာတက်ပြီးတော့ကျွန်တော်တို့လည်းစကားပြောဖို့ဖိတ်ပါတယ်အဲ့ဒီမှာတော့လူအရှင်းအရှက်ဘက်က ကျွန်တော်တနိုင်ငံမှာပါတယ်ကျွန်တော်တို့အနီးနားနိုင်ငံတွေပဲဖြစ်တယ်ပေါ့လေအဲ့ဒီရွေးချယ်တစ်ခုနဲ့သွားလာပါမယ်ဟုတ်ကဲ့ပါဥက္ကဋ္ဌရှင်ဥက္ကဋ္ဌလူအနေနဲ့ဒီခီးစင်မှာဆိုရင်ဘယ်လာရာရက်ပါတီနဲ့သဘောတူညီချက်ရေးထိုးခဲ့လို့သိရပါတယ်ရှင်ဒီသဘောတူညီချက်ထဲမှာပါဝင်တဲ့အချက်လေးတွေကိုပြောပြပေးပါအောင်ရှင်ဟုတ်တယ်ဗျာကျွန်တော်ပါတီနေရာကြားသဘောတူညီချက်ဆိုင်လူလာမှာရေးထိုးခဲ့ပါတယ်ကျွန်တော်ပါတီဘက်ကတော့ကျွန်တော်ထူတာပေါ့ဟုတ်ကဲ့ဘယ်လာရာရက်ပါတီဘက်ကတော့ပါတီဥက္ကဋ္ဌကြီးတို့ထိုးပါတယ်အဲ့တော့အချမ်းချင်းကတော့နှစ်နိုင်ငံရဲ့ နိုင်ငံတစ်ခုချင်းစီရဲ့ပြည်သူမျိုးကိုဝင်ရောက်မဆွတ်ဖက်ဖဲနိုင်ငံတစ်ခုစီရဲ့ဒီစဥပဒေကိုလေးစားလိုက်လာပေါ်အခြေခံ၍ဆိုပြီးတော့လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးမြို့ပြည်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးမီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနောက်အဆင့်ဆင့်သောပါတီပြည်ချင်းချင်းအပြည့်အမြင်ဖလှယ်ရေးစသည်လို့အပါဝင်ပေါ့နိုင်ငံရေးဆိုင်ရာအနောက်ဖွဲ့ကိမဲ့တဲ့စာချုပ်ကိုကျွန်တော်ချုပ်ခဲ့ကြတာပါဟုတ်ကဲ့ပါဥက္ကဋ္ဌကြီးဒါဆိုရင် USDP ပါတီအနေနဲ့အခြားနိုင်ငံက ပါတီတွေနဲ့ရောသဘောတူညီချက်ချုပ်ဆိုတဲ့ကိစ္စလေးတွေရှိပါသေးလားရှင်။ရှိတယ်ပြသူနိုင်ငံကကျွန်တော်တို့ကရုရှားဖက်ဒရေးရှင်းနိုင်ငံကလက်ရှိအာဏာပါတီပေါ့ United Russia ပါတီနဲ့လည်းဒီလိုပဲ agreement ချုပ်ခဲ့တယ်။သူကြားရမှာတကယ်ချုပ်ရမှာကကျွန်တော်တို့က Cambodian People's Party ခေါ်တာပေါ့။အဲ့ဒီပါတီနဲ့ချိုးပွားစကားပြောပြီးကျွန်မတို့ Mr. ခွန်ဆန်းနဲ့ကျွန်တော်တို့စကားပြောခဲ့ပြီးသဘောတူခဲ့ပြီးအဲ့ဒီ process ကမပြီးသေးဘူးဖြစ်တယ်တက်စီအပြန်လာပေးတဲ့ကလည်းသူကလည်းနောက်ကျသွားတယ်သူကတော့ငားလာလို့ရှိပြီ သူနောက်မှာဘီလာရုဆိုင်ကိုချုပ်ဖြစ်သွားတာပေါ့သူကသုံးနာအတွင်းချုပ်ဖြစ်သွားတဲ့ပုံရှိတယ်အဲ့တော့နှစ်ခုချုပ်ပြီးပြီနောက်တစ်ခုကလည်းကမ္ဘောဒီးယားနဲ့ဗကြံရပိုင်းတွင်ချုပ်မလို့ယူဆရပါတယ်ဒါဆိုတော့ကျွန်တော်တို့နိုင်ငံတကာပါတီနဲ့ဒီလို agreement ချုပ်ဆိုတာကျွန်တော်တို့ပါတီနဲ့သုံးပါတီလို့ပြောလို့ရတာပေါ့ဟုတ်ကဲ့ပါဥက္ကဋ္ဌရှင်အခုလိုမျိုးသဘောတူညီချက်တွေချုပ်ဆိုခြင်းအပြင် USDP ပါတီပေါ်နိုင်ငံတကာကဘယ်လိုသဘောထားမှတ်ချက်တွေရှိနိုင်လဲဆိုတာလေးယူလဲပြောပြပေးပါအောင်ရှင် ဟိုနိုင်ငံပါတီတွေဆိုတော့တကယ်တော့နိုင်ငံနိုင်ငံတကာမှာလေနိုင်ငံပါတီတွေပူပေါင်းဆောင်ရွက်တဲ့လုပ်ငန်းစဉ်တွေအများကြီးပဲဗျအများကြီးပဲဒီလိုပဲတက်ဆင်ဒေတာလိုက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 ်တွေ့ကြတယ်ဆိုကြတယ် foreign foreign လို့ကြတယ်လူ့သဘောလူ့စာချုပ်တွေဖြုတ်ကြတယ်အများကြီးပါပဲကျွန်တော်ရှိမှာတော့ဒီ practice ကနည်းနည်းနည်းလို့လေဆိုတော့အခုလိုချုပ်ဆိုနိုင်ခြင်းဒီဟိုကျွန်တော်တို့ပါတီရဲ့နိုင်ငံကြီးဟာကော်မတီရဲ့ခြေလှမ်းတစ်တည်းလို့ပြောလို့ရတာပေါ့။အော်ဒါနိုင်ငံကြီးကကော်မတီရဲ့နိုင်ငံဆက်ဆက်ဆံရေး အောင်မြင်မှုလို့လည်းပြောလို့ရပါလိမ့်ခင်ဗျဟုတ်ကဲ့ပါဥက္ကဋ္ဌရရှင်ခီးစင်မှာဆိုရင်အစည်းအဝေးတက်ရောက်ခဲ့တယ်လွယ်သိရပါရှင်ဒီစည်းအဝေးလေးမှာဘာတွေဆွေးနွေးခဲ့လဲဆိုတာရယ်ခီးစင်မှာဘာတွေလှုပ်ဆောင်ခဲ့လဲဆိုတာလေးကိုပြောပြပေးပါအောင်ရှင်အစည်းအဝေးပါကကျွန်တော်ပြောလို့တို့ဒီဘီလာရုစ်နိုင်ငံဝန်ကျင်မှာရှိတဲ့ရုရှားစကားပြောနိုင်ငံတွေဆွေးနွေးကြတာပေါ့ခေါင်းစဉ်ကဟိုကတော့ international interparty conference လို့ခေါ်တာပေါ့ဆိုတော့ဒီအာရှဘက်ကကျွန်တော်တိုင်နိုင်ငံပဲပါတယ်အဲ့တော့ခေါင်းစဉ်ကကျွန်တော်ကိုလည်းကြူပေးတယ်ဗျာ အဲ့ဒါကိုအင်္ဂလိပ်လိုဆိုဆိုတော့ escalation of neo nazi ideology in the world causes threats and counter action လို့ပါတယ်သဘောကတော့ဘာသာပြန်လို့ရှိရင်ခစ်တဲ့ nazi လက်သက်ဝါဒတဖြည်းဖြည်းအရှိန်မြင့်လာတဲ့ပေါ်မူတည်ပြီးတော့ပေါ့လေချိန်ချောက်မှုဖြစ်စေတဲ့အကြောင်းရင်းနဲ့ဘလို့တံပြန်ဆောင်ရွက်ကြမလဲဆိုတဲ့အချက်ကိုပြောနေဗမာလိုရှင်းရှင်းလေးပြောလို့ရှိရင်တော့အကြံဖက်ဝါဒကိုစုပေါင်းတိုက်ဖြတ်ကြစုဆိုတဲ့အဖြစ်ပဲလို့ထင်ပါတယ် ကျွန်တော်ကျွန်တော်ကလည်းတွေ့ရပါဒုတိယကဘာစီကိုကျွန်တော်လက်ခံရတာပဲလေသို့တော့ကျွန်တော်ကနာစီတော့ပုံပေါ့အဲကျွန်တော်အဲ့ဒီခေါင်းစဉ်ကိုပြောရတယ်ပြောတော့ပြဿနာတစ်ခုကပါလဲဆိုတော့ရုရှားလိုပဲအားလုံးပြောရတယ်ဆိုတော့ကျွန်တော်ကရုရှားလိုမတတ်ဘူးလေမတတ်ဘူးဆိုကျွန်တော်တော့ခက်ခဲတွေ့တယ်ဒီအဲ့မှာရုရှားမှာအဲ့ဒီဒေသမှာကြောင်းတက်နေတဲ့ကျွန်တော်မြန်မာတောင်းသားတွေရှိပါတယ်မြန်မာကျွန်တော်တပ်မတော်တောင်းသားတွေသူတို့တွေကိုခေါ်ပြီးတော့အကူအညီတောင်းတယ်ပြည်ပြည်နဲ့နောက်ဆုံးတော့သူကလက်ချက်နဲ့နားထောင်ရတာ哦ဟိုဂျာမန်လိုပြောနေတယ်ပြက်ခုတ်တောင်းလိုက်အင်္ဂလိပ်လိုကြားတယ် ဲ့ဒီအဆင့်တော့ကျွန်တော်လုပ်လို့မရတော့ဘူး။နောက်ဆုံးတော့ဘာဖြစ်သွားလဲဆိုတော့ကျွန်တော်အင်္ဂလိပ်တစ်ပိုက်ပြောလိုက်ရက်ထား။ဟောဘာလာပြောတဲ့လူကတတ်တာပြန်။အဲ့လိုအဲ့လိုလုပ်ရတယ်။ဒါပေမဲ့ကျွန်တော်မိကိုအားလုံးသဘောကျကြတယ်။ဘာကြောင့်လဲဆိုတော့ဒုတိယဖော်ပစ်ကိုကျွန်တော်ခံရရတယ်။စစ်ချောင်းကိုကျွန်တော်ကောင်းကောင်းသိတယ်။သူ့ကြော်ရမကျွန်တော်မတူဘူးပေါ့။စစ်ဆိုတာကဖြစ်လိုက်တယ်ဆိုလေကငါထိခိုက်ဒါရမယ်တည်တည်ကြမယ်ပြစီကြမယ်စသဖြင့်ဒါလေးရှိတယ်။စစ်ကနောက်ဆက်တဲ့ဆိုလို့ဒီပြန်တဲ့ဒီထူအောင်လုံးလုံးကအချာကြီးလုပ်ခဲ့ရတော့ လားကျွန်တော်ဒါတွေကျွန်တော်ခန်းစားခဲ့ရတယ်ပေါ့အဲ့တော့ဒါကိုတားဆီးဖို့ဆိုတဲ့အထက်မှာလူ့အသံကဖွင့်နိုင်ငံတနိုင်ငံအနေနဲ့ကျွန်တော်လည်းပါဝင်ရမယ်ကျွန်တော်မှလည်းဒီလိုဆန္ဒအဖြစ်ရှိတယ်ဆိုတော့ကျွန်တော်ပြောပြတယ်အဲ့ဒါမှကျွန်တော်သုံးလိုက်တာကို xenophobia လို့ကျွန်တော်တို့သုံးလိုက်တယ်တဘောကတော့လူမျိုးခြားကိုမုန်းလေးစကားပြောတာမဟုတ်ဘူးဟုတ်တယ်မလားနိုင်ငံခြားသားမုန်းလေးစကားပြောတာမဟုတ်ဘူးကျွန်တော်ပြောနေတာကအချမ်းဖက်တပါးတွေကျွတ်ကျော်စစ်ကိုလုပ်နေတဲ့လူတွေအတွက်ကဘာမှနေရာမရှိစေရဘူးအဲ့ဒီအတွက်ကျွန်တော်နိုင်ငံလည်းအခုလက်ရှိမိတ်ဆွေနိုင်ငံလည်းအတူကိုယ်ဆောင်ရဲ့ ပိုအဆင်သင့်ပါပဲလို့အဲ့လိုပြောလဲတော့ဒါကအစီအွေကာလာပါအဲ့တော့ဒါလေးကခုနကပြောအဆင်ပြေတယ်ဆိုတော့လူတွေကလည်းပြောလို့ချင်းနှိမ့်ချသဘောကျကြတာပေါ့နော်နှုတ်လိုက်ပိုင်းဆက်ကြတယ်ပြီးတော့အဲ့ဒီကဘယ်လာရုကစပါတီဥက္ကဋ္ဌကြီးပြောတယ်ကိုကျွန်တော်စာရေးပြီးတော့အဲ့ကစားနဲ့ပတ်သက်ပြီးတော့လေသူတီကြားလေးကျေးဇူးတင်ကြောင်းနဲ့သူဖြစ်ဆွတ်ပြီးတဲ့အတွက်ကြောင့်လူဒါလေးမှတ်တမ်းတင်တော့ကျွန်တော်ဒီစာလေးတစ်စောင်ပို့တယ်ဗျဒါကတပိုင်းပေါ့နောက်ဒုတိယပိုင်းကကျွန်တော်တို့ဟိုလက်မှတ်ထိုးတဲ့ပိုင်းပေါ့လက်မှတ်မထိုးရအားရချိန်မှာကျွန်တော်တို့ကနိုင်ငံချင်း bilateral treaty တွေလုပ်တယ် ကျွန်တော်နဲ့လက်မှတ်ထိုးပြီးသားဖြစ်တဲ့ရုရှားပါတာကို United Russia Party ကပြဆက်ကလီမော့ခ်ဆိုတာသူနဲ့ကျွန်တော်လက်မှတ်ထိုးတာလားသူကတော့နိုင်ငံစစ်တမ်းရေးကော်မတီဥက္ကဋ္ဌနဲ့ဘူကော်မတီဝင်ပေါ့သူနဲ့ကျွန်တော်နဲ့လက်မှတ်ထိုးတဲ့လုပ်ငန်းစဉ်တွေပေါ်မှာထောင်းနေတဲ့အခြေအနေတွေရှစ်ဆက်လုံးမဲ့အခြေအနေတွေနောက်မကြာခင်သူတို့လုံးမဲ့ Standing Committee ဆွေးမှာကျွန်တော်ရှိရကိုယ်စားလှယ်ပြောက်သွားမယ်လေအဲ့ဒါတွတ်တဲ့အခြေအနေတိုင်းကျွန်တော်အသေးစိတ်ဆွေးနွေးတယ်တသူနဲ့ဆွေးနွေးတယ်နောက်ဒုတိယကတော့ခုနကဒီ Belarus ကပါတီကဥက္ကဋ္ဌနဲ့ကျွန်တော်ဆွေးနွေးတယ် ဒါသူနဲ့တော့ကျွန်တော်တို့ကဟိုအရင်နိုင်ငံကြီးဟိုစီးဝေးမှာကဘာစီးဝေးမှာတွေ့ရဘူးမြဲအခုလိုစကားပဲပြောဘူးပေါ့ညာနာသူနဲ့တော့ကြာကြာဆိုတော့ကျွန်တော်နှစ်နှစ်လောက်ကြာပြီပဲတင်တယ်သူကတော့မြန်မာနိုင်ငံမှာဖြစ်နေတဲ့ခြေလေးလက်လျက်ခြေလေးတွေနော်တို့ကျွန်တော်ပါတီရဲ့ထိခိုက်မှုခြေလေးတွေကျွန်တော်နိုင်ငံရဲ့ပြည်ပြည်ခြေလေးတွေနော်ကျွန်တော်ပါတီရဲ့သဘောတရားတွေစသဖြင့်ပေါ့ဗျာပါတီပဲဆယ်ရောအထူးကြီးဘုရားတွေရောတော်ကြာစကားပြောတယ်ပြီးတော့မှကျွန်တော်ဒီနိုင်ငံသားအဲ့မှထူတာပါဒါကတော့သွားတဲ့ရွေချက်တစ်ခုပေါ့နောက်တစ်ခုကတော့ကျွန်တော်တို့ အားတဲ့တရက်မှာကျွန်တော်တို့တတ်တတ်လေးလိုက်လေးပို့လာရှိပါတယ်ဗျဥက္ကဋ္ဌအနေနဲ့ဒီခီးစင်မှာနိုင်ငံတကာမီဒီယာတွေနဲ့အင်တာဗျူးခဲ့တာကိုလည်းမြင်တွေ့ရပါရဲ့ရှင့်ဒါကြောင့်ဘလို့မီဒီယာတွေနဲ့အင်တာဗျူးခဲ့လဲဘလို့အမေးအဖြေလေးတွေဖြေခဲ့လဲဆိုတာလေးကိုလည်းပြောပြပေးပါအောင်ရှင့်အဲကျွန်တော်မမီတော်နှစ်ခုဗျ CTB အဲရုရှားတွင်ထလာတစ်ခုပေါ့နောက်တစ်ခုကဘီလာရုစ်ဝမ်ဆိုတဲ့ဟာနှစ်ခုပေါ့အဲနှစ်ခုလည်းကျွန်တော်အင်တာဗျူးလုပ်ခဲ့တယ်မီဒီယာတော်တော်များများကတော့ကျွန်တော်လက်ရှိအခြေအနေတွေပေါ့လေလက်ရှိအခြေအနေတွေပြီးတယ် ။နော်ငလေးနဲ့ပတ်သက်တဲ့အခြေအနေပြီးတယ်။နော်တရားကတိတ်မကွာပါဘူး။နော်ထူးထူးခြားခြားလေးတခုကျွန်တော်မှတ်မိတာကစီဗီယာအမျိုးသမီးကမေးတာ။သူတို့နိုင်ငံမှာကရှင်ဟောက်မွန်လေးတွေထိန်းထားတာအများကြီးပဲ။အဲ့တော့ဒီရှင်ဟောက်မွန်လေးတွေထိန်းသိမ်းထားတဲ့လုပ်ငန်းစဉ်ဟာနိုင်ငံတကာနိုင်ငံအတွက်လိုသလားမလိုဘူးလား။အဲ့ဒါရှင်ဘလို့ထင်တယ်လေတဲ့။အဲ့ဒီလိုမေးတယ်။ပြီးတော့ကျွန်တော်ပြန်ဖြေလားပေါ့လေ။ဒီရှေ့ဟောမွေနဲ့ဆိုတဲ့ခါလေးကနိုင်ငံရဲ့တမိုင်းကြောင်းပဲ။ဒါဟုတ်ကြီးရတဲ့နိုင်ငံတမိုင်းကိုသိနိုင်တယ်။ ဒါတမိုင်းဒီနိုင်ငံတမိုင်းနိုင်ငံရည်ကြီးမှုနိုင်ငံဖြစ်တည်မှုနိုင်ငံဂုဏ်သိက္ခာဂုဏ်ဒရဒါတွေပါတယ်တော့ဒါလည်းထင်းကိုထင်းသိရမယ်ကျွန်တော်နိုင်ငံမှာလည်းဒီလိုပဲထင်းသိတယ်နိုင်ငံတိုင်းမှာလည်းဒီလိုပဲထင်းသိတယ်ဒါကိုထင်းသိဖို့အတွက်အတွက်လည်းအစိုးရရံမှုတွေကချပြလို့အဖို့စီးတဲ့ဖော်စီလို့ဆောင်ထားဖြစ်တယ်အဲ့တော့ခရောင်းရှိတာရှိတဲ့ဥစ္စာတွေကဒီလိုထင်းသိတာသိကောင်းပါလေကျွန်တော်ကတော့မရှိရသေးဘူးခီးစင်မှာပါလိမ့်မယ်ထင်ပါတယ်လို့ကျွန်တော်ဖြေလိုက်တယ်အဲ့ဒီကုပ္ပတ္တကဇာတိကတော့ ခုကကျွန်တော်ပြောတဲ့ကိစ္စတွေပါပဲဟုတ်ကဲ့ပါဥက္ကဋ္ဌရှင်ခီးစင်မှာဆိုရင်ဆွေးနွေးတွေ့ဆုံသဘောတူညီချက်တွေလှုပ်ဆောင်ပြီးရခါမှာဆိုရင်လေ့လာရေးလည်းသွားရတယ်လို့သိရပါရှင့်လေ့လာရေးသွားတဲ့အခါမှာတွေ့ကြုံခဲ့ရတဲ့တွေ့ကြုံလေးတွေကိုလည်းပြန်လည်မျှဝေပေးပါအောင်ရှင်သူကလေ့လာရေးကသူကအဓိကဘာလို့သူကထားလဲဆိုတော့ဒီဒုတိယကမ္ဘာစစ်တွင်နာဇီဂျမန်နေသူ့နိုင်ငံကိုကျူးကျော်တဲ့ကိစ္စအဲ့ဒါကိုအဓိကထားပြတာပေါ့ကျွန်တော်တို့ရွာတွေရွာပြတယ်ကျွန်တော်တို့နေတဲ့ဘီလာရုစ်ရဲ့မြို့တော် မင်းစက်ကားနဲ့ဆိုရင်တနအိခွဲလောက်သွားရရွာလေးအန်တွက်ကအန်တက်ဆိုရွာလို့ရွာလေးခေါ်တယ်အဲ့ရွာတရားလုံးတက်ခံတယ်နော်ဟိုလူကြီးတရား49ရောက်ဘယ်လိုပြောရစင်းရပေါ့ခလေး49ရောက်အကုန်တက်ခံပြီးသွားတယ်တန်းနဲ့လည်းကိုကိုထိထားရကုန်တယ်အဲ့လိုရွာမျိုးတွေရွာပေါင်း6ရောက်ကျော်ခွန်ရာတက်ခံအဲ့တော့အဲ့တမိုင်းလို့ကျွန်တော်စိတ်မထားဘူးလေကိုရောလည်းဒါမသွားခင်ရဲ့အတူတူပြစီပြီးတော့ဒီသူ့နိုင်ငံနဲ့ပတ်သက်တယ်ဖတ်သွားတော့ဘာသာတွေ့ရဆိုတော့ဒုတိယကမ္ဘာစစ်ကဒီဥရောပဆင်ဆင်းနေတာပါ ်ဂျာမန်ကကျူးကျော်တဲ့ခါကျတော့အဲ့ဒီဘက်စစ်မတော်သူက Eastern Front လို့ခေါ်တယ်။သူအရှိမစစ်မတော်ခေါ်မှမသိဘူး။သူဘီလာရုစ်ဘက်ကို Eastern Front ။သူဂျာမန်ကတပ်တော်၃ခုနဲ့ဒီဥရောပနိုင်ငံကိုထိုးပေါက်တယ်။တပ်တော်တစ်ခုကမြောက်ဘက်တပ်တော်ပေါ့ဗျ။အလဲအလဲအလဲတပ်တော်ပေါ့တောင်ပိုင်းတပ်တော်ပေါ့။သူဒီဒီအာဘီစင်ထရယ်အလဲတပ်တော်စစ်ကြောင်းကြီးကဘီလာရုစ်ကိုတိုက်တယ်။ဘီလာရုစ်ကတဆင့်မော်စကိုတိုက်ဖို့လုပ်တယ်။နောက်သူဂျာမန်ကအဲ့လိုတုံးတဲ့ စစ်စင်က operation barbarian ဆိုတာနာမည်ကြီးပဲကျောင်းမှာစစ်ကြောင်းတွေမှာလည်းတင်မှုတွေလေ blitz script ဆိုတာကျားတဲ့စစ်စင်ချင်းမိုးကျစစ်စင်ချင်းအလို့တရားလှိမ့်နေတုံးနဲ့ဖြစ်လာတာလေသူကြီးတက်ကောသူရဲ့လေတက်ကောသူရဲ့တင့်ကောသူအပြောက်တက်နေတဲ့ဆိုပြနေပြီဝိုးနဲ့ကိုသိနေတာနောက်ဆုံးဒီ Stalingrad Leningrad Moscow နာမှာစစ်စစ်စင်နဲ့တက်သွားတယ်အဲ့တော့ခုနပြောတဲ့ဘီလာရုဆိုတော့သူက1948ဂျွန်လမှာဘယ်လောက်မှာသူကဖိတ်လိုက် ။တရားမှန်ကတော့လေမော်စကိုကအဲ့တော့နောက်မှာဆိုရတတ်မလို့အဲ့တော့ဆိုပြပေါ့။ပြန်ပြီးတိုက်စစ်စီတယ်။သူတို့ရဲ့စစ်စီနာမည်က Operation Bagration လို့ခေါ်တယ်။အဲ့ဒါနဲ့သူကပြန်ပြီးတော့တိုက်။ပြန်တိုက်တော့သူတို့ဖောင်ကွက်40အဲ340လေးလောက်မှာဘီလာရုစ်ကိုပြန်ရတယ်။အဲ့ဒီကတဆင့်တော့ချော့တိုက်သွားနောက်ဆုံးသူတို့ဂျာမီလေးကြောက်ပြီးဘာလီကိုသိမ်းနိုင်တဲ့အဆင့်ထိနောက်ဆုံးဒီဟစ်လာကိုယ့်အကိုဥဆဲလုပ်တဲ့အဆင့်ထိဖြစ်သွားတယ်။အဲ့တော့ဥရောပမှာဒုတိယ ကဘာစစ်ကဥရောပစစ်မဏပြီးဆုံးရင်ဟာအဲ့ဒီနေရာနေစတယ်လို့သူကပြောပြောလိုက်ရတယ်။အဲဆိုတော့ကျွန်တော်ဒီနေရာမှာကျွန်တော်ကဘာကိုသွားတွေ့လဲဆိုတော့သူတို့ဘသူတို့ဘလို့ပြန်တိုက်တယ်။နံပါတ်၁ကဆိုဗီယက်တပ်မလို့ပေါ့ဗျာ။ဒါအဓိကတိုက်တာပေါ့။ဒုတိယသူတို့ပါတီဇင်လို့ခေါ်တယ်ဗျာ။ဒါပါတီဝင်ပြောက်ကြားတယ်ရော။ယူအာရေးဝါရေးဝါရေးမတော့ပါတီပြောက်ပြောက်ကြားတယ်ရှင်။သူနဲ့ပါတီဝင်ပြောက်ကြားတယ်။သူတို့တွေကဆက်သွေးနိုင်ငံကိုဖြတ်တော့တာလို့ဒီခါဖြတ်တော့ဆက်ပြီးဒီလိုကနေအခုလိုလေ။ယူအာသူယူအာကားတွေအားလုံးကပါတီစစ်ပြောက်ပြောက်ကြားပဲ။ဆိုတော့ဒါတခုသွားတယ် ။နောက်တတိယချက်ကမြေစံစနစ်စာအင်္ဂလိပ်စကော့စ်အပ်ခေါ်။ယနာစစ်စရာဆိုရက်ကဂျာမန်တပ်တွေဝင်လာတဲ့ကောင်ကဆုတ်ပစ်လိုက်တယ်။ဆုတ်ပစ်ပြီးတော့ဆဲဦးလေးဆိုလူတွေပြည်သူတို့ဖြုတ်သွားလိုက်တယ်။ရွာတွေရွှေ့ပလိုက်တယ်။ရေခါကြီးတွေပလိုက်တယ်။ဝင်းသားဝင်းရစားကြအောင်ရှိဘူး။ဝင်းသားဝင်းရဝင်းရဝင်းရတွေ့ကျိုးလာတာပေါ့။တော့ပဲရုရှားဆောင်းလောက်လိုက်တာ။ရုရှားဆောင်းရအတော်ရဆုံးတယ်။ကျွန်တော်ဆောင်းနေမှာပါကြောက်အခုရောက်ခဲ့ဘူးပါလေ။မော်စကိုကျွန်တော်ရောက်နေတယ်ဆိုတဲ့အချိန်မှာ နေလူက9ပေးကြီးပါရှိတယ်ဆိုတော့ဒီနေလူ6ပေ9ပေလောက်ဓာတ်ထဲမှာစစ်စီရယ်လို့ပြောတာမလိုတော့ဘူးအဲ့မှာသူနင်းနင်းကြိုက်တဲ့ဓာတ်အေးဓာတ်အစားပေါက်မရှိတဲ့ဓာတ်တနေ့ခင်အုတ်ချုပ်ထုတ်ဖို့ပြတ်တဲ့ဓာတ်နဲ့ပဲတော့သူဂျာမန်ဆီရှင်းသွားတယ်အဲ့တော့သူတို့နိုင်ငံမှာသူတို့ပြောနေကြတာကဂျာမန်ဘက်ကတော့ဒါကို operation barbara zulu ခေါ်ပေမဲ့လို့သူတို့ဘက်ကတော့ဆိုပြောကြတာဒါကို the great patriotic war လို့ခေါ်တယ်ကြီးမားသောမြို့ချစ်စစ်ပွဲပေါ့ အဲသူကခုနပြောတဲ့ဆိုဗီယက်တပ်မတော်ရဲ့ပါတီရဲ့ပေါ့ပါတီပါတီမျိုးပျောက်ကြရဲ့ပြည်သူရဲ့ဒီတောက်သုံးတော့နဲ့သူတို့နိုင်ငံကိုကာကွယ်ခဲ့တယ်လို့ဂုံပြီးတော့ပြောလေကြဆိုတော့ဒါတစ်ချက်ကျွန်တော်ဟိုလေးလေးစားစားမှတ်မိတယ်ပေါ့နောက်ဒုတိယချက်ကအဲ့ဒီဘာတွေကိုရောက်တဲ့အခါမှာသူကဘာပြောလဲဆိုတော့တောက်လေးတာကြီးလို့မပြောပါနဲ့အစ်စကတ်ကပြောပါနဲ့အဲ့ဒီနေရာမှာသူတိုက်ပြီးသူ့လူမျိုးသူ့ဒေသအတွက်အသက်ဆုံးသွားတဲ့သူရဲ့ဟိုနေရာဝိညာဉ်ကြီးကေရောက်ရပြည့်ပြည့်တဲ့နေရာဖြစ်တယ်ပေါ့ ဒါကိုကျွန်တော်ဧည့်သည်တွေကလာပြီးတော့အတိမပြုတဲ့သဘောမျိုးလေးလုပ်ပေးပါလို့ပြောတယ်။ဆိုတော့သူတို့အသုံးလုံးလို့ရကောင်းတယ်လေ။ရင်းတက်နေတယ်။အကျွန်တော်လိုပဲကလေးလေးတွေလည်းចောင်းသားလေးတွေလည်းအများကြီးလာရတယ်။တကယ်ကို public ကို open ဖော်ပြတာလေ။ကလေးတွေဆိုတော့အလံလေးနဲ့ဆံမလေးနဲ့ဒါပြီးကြည့်ကြတယ်။ဒါသူတို့တင်ပေးတာကပြန်လဲကစားချင်ခြင်းမဟုတ်ဘူး။သူတို့တက်မလို့သူတို့ပြည်သူသူတို့ပါတီသူတို့အစုအယုံကသူတို့နိုင်ငံတို့ဒီလိုဆွတ်လုပ်ခဲ့တယ်။အာဒီလူကြီးတွေက လို့နာမည်ကတိရှင်ယေရှုရှင်သူရဲ့ကောင်းစစ်ပြောင်းတော့တွေ့ပလိုက်တယ်ဟိုလိုဟာပြုတ်ဖို့ဘူးဆိုတော့အဲ့ဒီအတွေ့ခေါ်လေးတွေကကျွန်တော်တို့သဘောကျတယ်အားလုံးကညီနေတယ်နောက်ဒီခေါင်းလောင်းလေးကတမျိုးကိုတကြိမ်လောက်ကလောင်း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 နဲ့ဆိုတော့တော်တော်လေးကိုစိတ်ကွင်းစားလာမှာပဲဗျာအဲ့ကြလေးကိုရောက်ခဲ့တယ်ကျွန်တော်မှတ်မှတ်ရဒါလေးတွေ့ပါတယ်နောက်ဂျန်တဲ့ဟာတွေကတော့ဘလို့ဟိုစစ်သမိုင်းပြတယ်တွေပြပါတယ်ဒါသမိုင်းစီပြတာပေါ့ ။နော်ကိုလိုက်တခုပြလိုက်ပြ။ဘာကြောင့်ကိုလိုက်ပြလဲမသိဘူး။ကျွန်တော်ကလည်းဈေးပဲလားလုံးဝဝါသနာပါတော့။ဒါကြောင့်ကိုလိုက်ကိုသွားဘူးတော့မဟုတ်ဘူး။ဒါပေမဲ့အဲ့မှာဘာဆက်လို့သွားလို့ကောင်းမှန်းလဲဆိုတော့ကိုလိုက်ရှိအကြီးကြီးကျွန်တော်ညီမပြည့်အကြီးကြီးလို့ပေါ့နော်။ပစ္စည်းတွေအစုံရှိတယ်။ဒါပေမဲ့အဲ့ဒါတွေအကုန်လုံးကမိတ်တယ်ဘီလာရုစ်တူနေတာလို့လည်းခါကြီးမော်တော်ကားမော်တော်ဆိုင်ကယ်ဆက်ပြီးရစပြီးတော့ဒီအမျိုးသမီးအလားကိုပစ္စည်းယောက်ျားလေးပါကြပစ္စည်းအကုန်လုံးအားလုံးဘီလာရုစ်ပစ္စည်းဒါအဖြစ်ကောင်းနေစားတယ် အဲ့ဒီခုတော့ကျွန်တော်ကတော်တော်သဘောကျသွားတယ်အဲ့ကျွန်တော်နိုင်ငံမှာကျွန်တော်နိုင်ငံတော်ကြီးခဲ့ရကိုကြီးပြဝဲလုပ်တယ်လေကျွန်တော်ရှိမှဒါမျိုးရှိတယ်နော်တကယ်နိုင်ငံကားဆက်လုပ်တာတွေအများကြီးရှိတယ်သို့တော့ကျွန်တော်လိုနေတာက mass production ပေါ့များများလည်းထုတ်နိုင်မယ် market လည်းရှိတယ်ဆိုတော့ product ကတော့ရာကျွန်တော်တို့တာတာလေးတာပါနေတာပေါ့အဲ့ဒီချက်ကလေးကျွန်တော်သွားကြည့်ဒါလေးတွေအခုချီးကျူးစရာကောင်းပါလေဟုတ်ကဲ့ပါဥက္ကဋ္ဌရှင်အခုလိုမျိုးဖြေချပေးတာကျေးဇူးများတင်ပါတယ်ရှင်